အခု insulin resistance အကြောင်းပြီးပြီး insulin အကြောင်းပြီးပြီးဆိုတော့ cortisol အကြောင်းဆက်မယ် cortisol resistance ကတကယ်တမ်း medical စာအုပ်တွေထဲမှာတော့ cortisol resistance ဆိုတဲ့စကားလုံးညာမရှိသေးဘူးဒါအရေးစကားဆင်ပဲရှိသေးတယ်ဒါပေမဲ့ကော်တီဇောအကြောင်းပြောပြမယ်ကော်တီဇောကလည်းခန္ဓာကိုယ်ရဲ့ဟော်မုန်းတွေရဲ့တစ်ခုပဲကော်တီဇောကခန္ဓာကိုယ်ကတစ်ချိန်တစ်ချိန်လုံးနည်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 းဒီလိုတဲ့ပမာဏလေးကို adrenaline gland နေပြီးတော့ထုတ်ပေးနေတာပဲ ်သူကအလောက်ကဘာတွေလုပ်လဲဆိုသူပုံမှန်လုပ်တယ်ကျွန်တော်တို့အေးရထားတော့မယ်မနေ့မနေ့မိုးလင်းပြီမနေ့မိုးလင်းပြီဆိုရင်ထားနေကြအချိန်ရောက်ရင်လူကအလိုလိုနိုးလာတတ်တာကအဲ့အချိန်ရောက်ရင်ဒါနိုးနေကြမှုလို့အဲ့အချိန်ရောက်ကော်တီဇောကနိုးပြီဆိုတော့ကော်တီဇောကထုတ်ပေးရတယ်ကော်တီဇောမထွက်မလာခြင်းလူကအဲ့အချိန်မူလူဖြစ်နေကော်တီဇောထွက်လာမှလူကအဲ့အချိန်ကပြေသွားတာဒါကော်တီဇောရဲ့လုပ်တည်တာတခုပြင်ဆက်ပြောပြပေးမယ် အဲ့တော့ဒါမနမိုးလေးနိုင်ကော်တီဇောလေးရထွက်ပြီးတယ်အဲ့ကြောင့်မှအဲ့ကော်တီဇောကြောင့်လူဝါအိယာထနိုင်တာပို့ပြီးတော့လန်းလန်းလေးဖြစ်သွားတာပထမအရှင်မူရောကနေလမ်းတော့ကော်တီဇောထွက်လာလို့အဲကော်တီဇောရဲ့နောက်နှုတ်တစ်ခုအားကြတော့လေဘလူးတွေလဲဆိုတော့ fight or flight ဟိုကကြောက်စရာလမ်းစရာတစ်ခုဖြစ်ပြီးဖြစ်ပြီးဆိုရင်လူဝါခန္ဓာကိုယ် adrenaline တွေထွက်လာပြီးအလတ်လည်းဖြစ်သွားပြီးအဲ့လတ်ဖြစ်သွား adrenaline ထွက်လို့လည်းပါတယ်ဒီကော်တီဇောကြောင့်လည်းပါတယ်ကော်တီဇောကလည်း adrenaline နဲ့ပြန်လို့အဲ့အချိန်မှာထွက်တယ် အဲ့ဒီမှာကော်တီဇောကဘာတွေလုတ်ပြီးလဲဆိုတော့ဒီ fight or flight ဖြစ်ပြီး adrenaline လဲထွက်နေပြီဆိုတော့ fight ပဲဖြစ်ဖြစ်ဒီ flight ပြေးမယ်ပဲဖြစ်ဖြစ်ဘလို့ပဲဖြစ်ဖြစ်အဲ့ဒီဟာလုတ်တွေလုတ်ဖို့အတွက်ကော်တီဇောက blood sugar level မြင့်လိုက်တယ်ဘာဖြစ်လို့လဲဆိုတော့အရေးပေါ် energy လိုမှာမဟုတ်လို့ blood sugar level ကော်တီဇောကမြင့်ပလိုက်တယ် blood sugar level ကိုမြင့်ပြီးတော့တခြားဘာတွေလဲလုတ်စီလဲဆိုတော့ဒီခန္ဓာကိုယ်ရဲ့ ဒါ immune system ထုတ်တာလို့ပါလို့မလိုအပ်တာတွေကိုမလိုအပ်တာဆိုပြီးတော့လိုအပ်တဲ့ function တချို့လည်းသူက shut down လုပ်လိုက်တယ် immune ထုတ်တာလို့ immune cell တွေထုတ်တာလို့ပါလို့အဲ့ function တွေကို shut down လုပ်လိုက်ဘာလို့ဆိုတော့ဒါသူ emergency အခြေအနေဆိုပြီးတော့အဲ့လို shut down လုပ်လိုက်တယ်ဒါ cortisol လုတ်တဲ့အလုပ်တွေတည်းကတကူနောက်တစ်ခုက cortisol ကဘာလုပ်လဲဆိုတော့ခန္ဓာကိုယ်မှာ inflammation ဖြစ်ရင် inflammation တက်တာဈေးဖို့အတွက် cortisol ကိုထုတ်ပြီးတော့ inflammation တွေကိုတက်တာကိုလုပ်တယ် အဲ့ဒီမှာ cortisol resistance ဆိုတဲ့တမ်းမှာတော့တကယ်တော့မရှိဘူးဒါပေမဲ့ဘာဖြစ်လဲဆိုတော့ cortisol လို့လို့ပေါ်က cortisol က cell တွေမှာ cortisol receptor ဆိုတာလေးရှိတယ်အဲ့အလေးတွေ cortisol ကတားချိတ်လိုက်တော့မှဒါဒီ cell တွေ cortisol ဆပြီးလုံးလုံးတာတစ်ချိန်လုံးခန္ဓာကိုယ်မှာ cortisol ကလိုအပ်တဲ့ amount ထက်ပိုပြီးတော့များနေလို့ရှိရင်ဘာဖြစ်လဲဆိုတော့ခန္ဓာကိုယ်က cell တွေကတနည်းအားမှာ inflammation ဖြစ်နေလို့ cortisol တွေကအများကြီးထွက်နေတယ် အဲ့တော့ဒါကော်တီဇောကပုံမှန်တလောက်ပဲရှိမှာဒါ normal ဒါပေမဲ့အခုတလောက်ဖြစ်နေတယ်တလောက်ဖြစ်နေတဲ့အတွက်တလောက်နဲ့ကိုက်အောင်တလောက်ကို normal လို့လောလောဆယ်သတ်မှတ်လိုက်မှာဘာလို့ဆိုတော့တခုတခုဖြစ်နေချားနေအောင်တခုဖြစ်နေတလောက်ကို normal လို့သတ်မှတ်လိုက်မယ်တလောက်ကို normal လို့သတ်မှတ်လိုက်မယ်ဆိုတော့တလောက်အများကြီးဝင်တာပိုတော့မှပုံမှန်အတိုင်းပုံမှန် level တိုင်းဖြစ်အောင်ဆိုပြီးအဲ့ receptor လေးတွေတော့ downgrade လုပ်ချလိုက် receptor တွေ short ချလိုက်တာအဲ့မှာ receptor လေး short ချလိုက်တယ် ပြီးတော့ကိုတီဇောထုတ်တာပုံမှန်ဖြစ်သွားတဲ့အချိန်လေးရောက်တော့ဒီမှာဆဲလ်ကတကယ်တမ်းလိုအပ်တဲ့ကိုတီဇောအမောက်ပမာဏကိုတေချာမရတော့ receptor တွေရော့သွားတဲ့အတွက်ဒီနည်းနဲ့ဒါကိုတီဇော resistant ဆိုတဲ့ concept ပါဖြစ်လာတာပေါ့အဲကြတော့ခန္ဓာကိုယ်မှာ cell တွေက cortisol receptor တွေကရောကြောကြသွားတယ် cortisol တွေကလည်းတစ်ချိန်လုံးထုတ်နေရတယ် ကိုလီဆိုထုတ်တာအလောက်ပဲမကြည့်ဘူးအရေးကြီးတာဒီ receptor တွေရောကျသွားတဲ့ cell တွေက inflammation ဖြစ်တာတွေကို cortisol လာတဲ့အချိန်မှာ cortisol ရဲ့ effect က inflammation ပုံမှာအပြည့်အဝမရတော့ရတော့တဲ့ခနာကူမှာ inflammation တွေကဆက်ပြီးတော့ဖြစ်နေမယ်ဖြစ်နေပြီးတော့ inflammation ကနေတခြားရောဂါတွေဖြစ်မယ် inflammation ကိုအခုဆရာဝန်တွေက silent killer လို့ခေါ်တယ် ။ဘာဖြစ်လို့လဲဆိုတော့ inflammation စဖြစ်တာမသိဘူး။မသိပေမဲ့ chronic disease တစ်ခုခုအဖြစ်ပြောင်းသွားတော့မှဒီမှာ inflammation ဖြစ်နေတယ်ဆိုတာကိုစပြီးအောင်သိသတိထားမိတာ။ chronic inflammation ဆိုတာမြန်မာလိုဆိုရင်တော့နာတာရှည်ယောဂါလို့ပြောမှာပေါ့။ဒီဖြစ်ပြီးတော့ခံစားရမယ်နှိရှိလာများခံစားနေရမယ်အဲ့လိုယောဂမျိုးတွေအဖြစ်ပြောင်းသွားမှာ inflammation ခန္ဓာကိုယ်မှာဖြစ်နေပြီဆိုရင် inflammation ဖြစ်ရင်အဲ့ cell တွေကလည်း ် insulin resistance ဆဖြစ်မယ် insulin resistance ဆဖြစ်တယ်ဆိုတော့ inflammation ဖြစ်တဲ့အတွက် excel တွေကလည်းပုံမှန်ထက် insulin ပိုများမှ glucose ကို တွေးတဲ့ glucose ကိုစုံနိုင်တော့တယ်ဖြစ်သွားတယ်အဲ့တော့အဲ့မှာ insulin resistance ကလည်းများလာတဲ့အတွက်ဆဖြစ်ပြီအဲ့တော့ inflammation နဲ့ insulin resistance ကဂျာရီတူမြေရိုက်ပဲဘယ်ဟာဘလို့ရမပြောတော့ဘူးဖြစ်နိုင်တာက inflammation ကြောင့် insulin resistance ဖြစ်နိုင်တယ် insulin resistance ကြောင့် inflammation ဖြစ်နိုင်တယ်အဲ့တော့ကျွန်တော်တို့ကအဲ့နှစ်ခုကိုခွဲပြီးတော့အရင်ကြည့်လိုက်မယ်အဲ့တော့အခု insulin resistance ကိုအရင်ကြည့်လိုက်မယ် insulin resistance ဖြစ်အောင်ကျွန်တော်တို့နေတိုင်းစားသောက်ကိုအရင်ဆင်ကျင်တဲ့အကြောင်းကိုအရင်သွားလိုက်မယ် inflammation ဖြစ်စေတဲ့နေတိုင်းစားသောက်တွေလည်းကျွန်တော်နောက်ဗီဒီယိုမှာပါပေးမယ်အခုဒီဗီဒီယိုမှာတော့ဒါ insulin resistance ဖြစ်စေတဲ့ insulin cell တွေကို insulin ထုံစေတဲ့စားသောက်နေတိုင်းအကြောင်းကိုကျွန်တော်အဓိကပြောလိုက်မယ် အဲ့တော့ insulin resistant ဖြစ်စေတဲ့အစားအသောက်တွေအဲ့တည်းက obvious ဖြစ်တာနှစ်ခုကိုကျွန်တော်ရင်ဥမာပေးမယ်တစ်ခုကတော့ကြာ sugar အဲ့ sugar မှာက insulin resistant ဖြစ်တယ်ဆိုတာ sugar က sucrose အဲ့မှာ glucose နဲ့ fructose နဲ့နှစ်မျိုးပါတယ်50-50ပါတယ် sucrose မှာကအဲ့ထဲက glucose ကပဲတွေးရကကြားတက်ကိုမြင့်နေပြီးတော့ ဒါအင်ဆူလင်ကိုထွက်စေတာဂလူးကို့စ်များလာရင် အင်ဆူလင်ထွက်စေတာဖရူတိုးစ်ကကြတော့အသေးအချက်ချင်းယူပြီးတော့ချက်လိုက်နိုင်တဲ့အတွက်ဖရူတိုးစ်ကချက်ချင်းကြီးအင်ဆူလင်ရေစစ်စတန့်အင်ဆူလင်အများကြီးထွက်လာအောင်ဖရူတိုးစ်ကမလုပ်ဘူးအဲ့တော့တကြားကိုစားလိုက်လို့ရှိရင်အဲ့တကြားရဲ့အမောင်ရဲ့တဝက်ကပဲဂလူးကို့စ်ပါတဲ့အတွက်အဲ့ဂလူးကို့စ်ကပဲ blood sugar spike ဖြစ်ပြီးတော့ insulin spike ကိုဖြစ်စေတာ ဂျုံတို့ဒီကာဘိုဟိုက်ဒရိတ်ဂျုံတို့ဆန်တို့အဲကာဘိုဟိုက်ဒရိတ်တွေကြတော့ကာဘိုဟိုက်ဒရိတ်ထဲမှာဒီဂလူးကို့စ်က100%အပြည့်ပါတာဒါကြောင့်ဒီအင်ဆူလင်စပိုက်ဖြစ်စေတာအင်ဆူလင်ကိုသွေးထဲမှာအများကြီးထွက်အောင်ဖြစ်စေတဲ့အစားအစာနှစ်ခုကတကြားနဲ့နောက်တစ်ခုကကာဘိုဟိုက်ဒရိတ်ကပ်စ်မြန်မာလိုဆိုရင်တော့ဂစီတက် ကစီတက်တဲမှာပါပါလဲဆိုတော့ဂျုံနဲ့လှုပ်ထားတာတွေပါမယ်ဆန်နဲ့လှုပ်ထားတာတွေပါမယ်ကောင်းချင်းနဲ့လှုပ်ထားတာတွေပါမယ်အာလူးပါမယ်ဒါအကြံဉာဏ်ပြောပြပေးတာအဲ့တော့ဒါတွေကိုဘယ်လိုရှောင်လဲဘယ်လိုရှောင်လဲဆိုတော့ကျွန်တော်တို့ရှောင်တဲ့နည်းကိုပြောပြပေးမယ်အဲအဆင့်နေခွဲပြီးတော့ကျွန်တော်ကရှောင်သွားလိုက်တယ်အလွယ်ဆုံးနည်းကပထမဆုံးရှောင်တာမှာကတရားပါတဲ့မုတ်တွေဂျုံပါပြီးတော့အချောက်လုထားတဲ့မုတ်ကြောက်တွေဥပမာပြောရရင် ကူကီတို့ပါတော့အကုန်ပါတယ်ချောကလက်တွေပါမယ်နောက်ပြီးတော့အချိုရည်တွေပါမယ်အယ်ကိုဟောလည်းပါတယ်ဒါပထမအဆင့်မှာကျွန်တော်တို့ရှောင်းတာအယ်ကိုဟောလည်းပါတယ်ပြီးတော့ပေါင်မုံပါတယ်ပေါင်မုံထဲမှာဒါဂျုံနဲ့လှုပ်ထားတယ်အဲ့ဂျုံကလည်းအရန်လူကိုဒုက္ခပေးတယ်ဂျုံကဘလောက်ဒုက္ခပေးလဲဆိုတော့ကျွန်တော်တို့ဂျုံကဟိုးရင်တော့ဂျုံကအလောက်မမဆို အခုနောက်ပိုင်းမှာထုတ်တဲ့ကြုံဒုတိယကွာစစ်ပြီးမှာ cyber ရှားပါတဲ့အတွက်ဂျုံ hybrid ဂျုံတဲ့မျိုးသူတို့ကမျိုးဆက်လိုက်တယ်အဲဒီမျိုးအဲဒီဂျုံမျိုးဆက်နိုင်တဲ့လူတော်မှာ Nobel ဆုတွေပါရရပါတယ်အဲဒီဂျုံကဆယ်သားလောက်ပို့ထွက်တယ်စားလို့လည်းအရန်ကောင်းတယ်အရန်လည်းဒါပြစ်တယ်လို့ခေါ်မှာပေါ့နော်ဒါပေမဲ့သူ့မှာဒီဂျုံတွေကိုဒီ ကာဘိုဟိုက်ဒရိတ်တွေကိုကျွန်တော်ကစားလိုက်လို့ရှင်အစာရင်ကဟိုက်ဒရိုကလိုရစ်အက်ဆစ်နဲ့အစာချက်လိုက်တယ်အစာချက်လိုက်ပြီးတော့အမီနိုအက်ဆစ်တွေဖြစ်သွားပြောင်းသွားတယ်အဲ့အမီနိုအက်ဆစ်ချိန်းတွေကိုဒီဥသေးထဲမှာဒါအစာစုပ်ပြီးတော့ခန္ဓာကိုယ်အတွက်အာဟာရဖြစ်သွားတယ်လို့ဒါသတ်မှတ်လိုက်အဲ့မှာမှဒီဟိုက်ဒရိတ်ဂျုံဂျုံအစ်စ်ကအရန်စားလို့ကောင်းတဲ့ဂျုံကသူ့မှာပါတဲ့ဒီအမီနိုအက်ဆစ်ချိန်းတွေကအရန်များပြီးရောပြစ်တယ်အဲ့တော့ပုံမှန်မဟုတ်တဲ့အတွက် ဲ့အရမ်းများပြီးပြည့်နေတဲ့အမီနိုအက်ဆစ်ချိန်တချို့ကိုဥသေးရာဥနယ်ရာမဆုံးနိုင်မဆုံးနိုင်တဲ့အပြင်ဥနယ်ရာမှာ inflammation ဖြစ်စေတယ်ဥနယ်ရာ cell တွေတွေက inflammation ဖြစ်စေတယ်ဒါကြောင့်မို့လို့အဲရှောင်းတဲ့အထက်မှာထည့်ပြီးတော့ရှောင်းတာရှောင်းမှုရှောင်းနည်းလေးပြောပြပေးမယ်ရှောင်းမှုရှောင်းနည်းကကျွန်တော်ဘယ်လိုရှောင်းလဲဆိုတော့အိမ်မှာမဝယ်ထားတော့အိမ်မှာမစားတော့ ဒါပထမဆုံးနည်းနဲ့ရှောင်းတယ်အိမ်မှာမစားတော့ဘူးအိမ်မှာမစားတာကနေပြီးတော့အပြင်သွားရင်လည်းမစားတော့အပြင်သွားရင်မပြည့်မနေစားလို့ဇာမလို့ဒီမုတ်ချိုတွေအကုန်လုံးကပထမဆုံးအိမ်မှာဝယ်မထားဘူးပြီးရင် ပြင်သွားရင်လည်းမစားတော့လုံးဝမစားတော့ဒီပထမအဆင့်မှာဘာတွေစားလို့ရသေးလဲဆိုတော့အာကောင်းညင်းတို့ထမင်းတို့ခေါက်ဆွဲတို့ခေါက်ဆွဲဆိုတော့ခေါက်ဆွဲ6မဟုတ်ဘူး အချောက်ကတော့မစားရတဲ့မှာပါတယ်ဒါခောက်ဆွဲအဆူတို့ဒါချမ်းခောက်ဆွဲပါညာအဲ့ဒါအကုန်စားလို့ရတယ်ပြီးတော့ဒီပထမအဆင့်မှာရှောင်းတဲ့အထဲမှာဘာဘာပါလဲဆိုတော့အချုံမုံမှာပါတယ်အိမ်မှာအချုံမုံမစားတော့ဘူးအချုံမုံကလည်းခနာကိုအတွက်အရန်ဒုက္ခပေးတယ်အဲ့အကြောင်းနောက်ဗီဒီယိုမှာသေးသေးပြောပြမယ်အခုတော့အရန်ရှည်နေပြီအဲ့တော့မစားတာကပထမအဆင့်မှာမုံချိုတွေဂျုံနဲ့လှုပ်ထားတဲ့မုံချောက်တွေအကုန်ပါမယ်ပေါင်မုံတွေကိတ်မုံတွေပါမယ်ခေါက်ဆဲကြောက်လည်းပါတယ် ချိုရည်ပါမယ်အရက်ပါမယ်ပြီးတော့အချိုမုံအိမ်မှာလုံးဝမစားတော့မုံတရတော့အပြင်သွားရင်လည်းမစားတော့အချိုမုံကတော့အပြင်သွားရင်ရှောင်ဖို့ပထမအဆင့်မှာနည်းနည်းခတ်တယ်အဲ့ဒါအောင်ပထမအဆင့်မှာအချိုမုံအိမ်မှာလုံးဝရှောင်လိုက်ဒါကအရန်ရေးကြည့်တယ်ဒီပထမအဆင့်ကလူတိုင်းလုံးတင်တယ်ကလေးတွေကိုအိမ်ရကလေးတွေကိုကျမကြီးကောင်းတယ်လို့လုပ်တယ်ဆိုရင်အိမ်ရလူကြီးတွေပါမစားနဲ့လူကြီးတွေတခါကျမကြီးကောင်းတော့မယ် ကျွန်တော်မိသားစုကဘယ်လိုလုပ်လဲဆိုတော့အိမ်မှာလုံးဝမစားတော့ဘူးပြင်သွားရင်လည်းမစားတော့ဘူးတတိထားလိုက်တယ်။ပြင်သွားရင်အရေးပေါ်စားမယ်ဆိုရင်ဒီမုန့်နေမစားနဲ့လေခေါက်ဆွေးစုထမင်းတို့စားရမှာပေါ့အပြင်ကဟုတ်တယ်မလားအဲ့မှာအချုံမုန့်တွေပါပါတတ်တယ်လေအဲအကြောင်းမို့လို့အချုံမုန့်ကိုအပြင်သွားရင်မတတ်နိုင်သေးဘူးကျွန်တော်ဘာမှမပြောသေးဘူးအိမ်မှာတော့ရှောင်လိုက်ဒီပထမအဆင့်ကလူတိုင်းလုံးတဲ့နဲ့ဒါပေမဲ့ ်ယောဂတစ်ခုခုရှိတဲ့လူကျမအိမ်မကောင်းတဲ့လူကတော့ဒီပထမဆင်ကိုချက်ချင်းလှုပ်လိုက်ဆရာဝန်စီသွားရတော့မယ်ဆိုတာနဲ့ပထမဆင်ကိုဆင်လှုပ်လိုက်ဟိုခန္ဓာကိုယ်မှာအကျိတ်တစ်ခုတွေ့တယ်ဆရာဝန်စီသွားရတော့မယ်ယောဂတစ်ခုရှိတဲ့လူဖြားနာနေတဲ့လူကတော့ဒီပထမဆင်ကိုလှုပ်ကိုလှုပ်တဲ့နဲ့ပုံမှန်လူတွေလည်းလှုပ်ကိုလှုပ်တဲ့နဲ့ကျွန်တော်မိသားစုကတော့ဘယ်လိုလှုပ်လဲဆိုတော့ပြင်းတော့မစားဘူးအကုန်လုံးဖြတ်လိုက်တယ်ဒါပေမဲ့တလားတစ်ခါစားတယ် လာတခါတရက်ကိုရွေးလိုက်တယ်ရွေးလိုက်ပြီးတော့အဲ့တရက်ကိုတော့ဒီအချိုလေးတွေမုတ်လေးတွေစားတယ်အဲ့မှာလဲအဲ့တရက်လုံးအားအများကြီးဝယ်ပြီးတော့အားပါစားအဲ့လိုမဟုတ်ဘူးအဲ့ဒီတဲ့အားကိုစားကျင်တာလေးတစ်ခုကိုရွေးလိုက်တယ်အဥမာဖာလူတာပေါ့ဒီဒီလာဒီတရက်ဖာလူတာစားမယ်အဲ့အဖာလူတာတဲ့အားမှာအများနဲ့စားနေရမို့တစ်လမှတစ်ချိန်ပဲစားတာဆိုတော့ဒီဖာလူတာတဲ့ကဲအိုင်စခရင်ရွေးတယ်အိုင်စခရင်ပြင်လဲဒီနေ့အိုင်စခရင်စားမယ်ပုံမှန်စားနေကြမို့ဈေးကြီးရပုံမှန်ဆိုရင်ဝယ်မစားဘူး အဲ့လို ice cream မျိုးလေးကိုကောင်းကောင်းကိုဈေးကြီးလဲတလားမှတရက်ဆိုတဲ့အတွက်အားလေးကိုဝယ်စားလိုက်တယ်အများကြီးလည်းမစားဘူးနည်းနည်းလေးပဲစားတယ်ဒီတစ်ခုပဲစားတယ်ဒါစီးလေးကန်းလေးနဲ့စားလိုက်တယ်ဒါတစ်ခါလေးကြာလာတော့တိတ်ပြီးတော့အဲ့လိုလုံးတာရောမရှိတော့ဘူးနောက်ပိုင်းကျတော့ဒါပထမအဆင့်ကိုအဆင့်ပြေအောင်ရှောင်လိုက်တဲ့သဘောဒုတိယအဆင့်ကတော့ဘာတွေပါလာပြီလဲဆိုတော့ဂျုံနဲ့လှုပ်ထားသမျှ ဆိုတော့ပြောခေါက်ဆွဲတွေပဲစားလို့မရတော့ဂျုံနဲ့လှုပ်ထမြအကုန်လုံးရှောင်လိုက်မယ်အချိုမုံကိုပါအပြင်သွားရင်စပြီးရရှောင်မယ်အဲ့တော့ဒုတိယအဆင့်မှာဘာလီစားလို့ရသေးလဲဆိုတော့ကောင်းညင်းနဲ့လှုပ်တာဆန်နဲ့လှုပ်တာစားလို့ရမဟုတ်ချောက်တွေတော့မပါတော့နော်ဒါအဆူပဲစားလို့ရတယ်လို့ပြောတာအဲ့ဒီမှာကျွန်တော်ပြောချင်တာကပေါင်မုံတို့ဘာတို့ကိုတော့အရင်ဆုံးဖြတ်ခိုင်းပြီးတော့ ကောင်းချင်းနဲ့ဆံကိုနောက်ဆုံးမှဘာလို့ဖြတ်တာလဲဘာဖြစ်လို့လဲဆိုတော့ကောင်းချင်းလို့ဆံလို့ဆိုတာက ကောင်းချင်းရဲ့ဆံရဲ့ရေရဲ့ချက်လိုက်တယ် process ကဒီတစ်ခုပဲဘာမှမပြောင်းတော့ဒီကောင်းချင်းဆံဒီအလုံးလိုက်လေးကရေနဲ့ထည့်ပြီးတော့ချက်လိုက်တယ်ပေါင်းလိုက်တယ်ပြုတ်လိုက်တယ်တစ်ခုလှုပ်လိုက်တယ်ရေလေးနဲ့အပူပေးလိုက်တယ်ဒါပဲဂျုံလို့ဘာလို့ကြတော့ဒီဂျုံကို အရင်ဆုံးအမုံကြိတ်တာအမုံကြိတ်တာကပထမဆုံးထွက်လာဟိုမီဟိုမီကိုမှဆက်ပြီးတော့ဖြူပြင်းအောင်ထပ်ပြီးတော့အမုံထက်ကြိတ်တယ် processor နောက်တစ်ခုဖြစ်သွားပြီအထက်မှာပါတဲ့ nutrition တွေကကုန်သွားပြီကုန်သွားပြီးတော့ fat ဖြစ်စင်မဲ့ပြဿနာတွေဒီလူကို blood glucose စင်မဲ့ပြဿနာဖြစ်တဲ့ဟာတွေပဲကျန်တော့တာအဲကျန်တဲ့ဟာတွေကိုမှနောက်ထပ် processor လုပ်တယ်ရေတွေအာ baking soda တွေပွာစည်းတွေဟိုဟာတွေဒီဟာတွေအကုန်လုံးလို process တွေနဲ့နဲနဲပြီးတော့မှဖုတ်ဖုတ်ပြီးတော့မှရောက်လာတာ အဲ့တော့အဲ့ပေါင်ပုံထဲမှာပါတာက nutrition value ကဘာမှမကြံတော့တဲ့အပြင်လူကို blood glucose တက်စီမဲ့ဒီ insulin တက်စီမဲ့သွေးထဲကကြားတက်တက်စီမဲ့ဒါတွေပဲကြံတော့ပြီးတော့ကြံတဲ့ nutrition တွေလည်းဘာမှမကြံတော့ပြီးတော့ process ကြီးအခောက်အောက်လုပ်ထားတဲ့အတွက်ဒီကျွန်တော်တို့အခုဒီသမင်းစားတာတို့ကောင်းကျင်းပေါင်းလေးစားတာတို့ကကြတော့ process ကဒီတစ်ခုပဲလုပ်ထားတာဒါကြောင့် ီ process နည်းတဲ့အတွက် blood glucose တက်တဲ့နေရာမှာပေါင်းမုံနေရာပို့ဆိုးတယ်ပေါင်းမုံနေဂျုံနေနဲ့လှုပ်ထားပစ္စည်းတွေပို့ဆိုးပြီးတော့ဒီကောင်းကျင်းနဲ့ထမင်းလို့ပစ္စည်းကနည်းနည်းလေးတက်တာလေဒါကြောင့်မို့လို့ဒါတွေကိုနောက်ဆုံးမှဖြတ်ခိုင်းတာအဲ့တော့ပထမအဆင့်ကမုတ်ချူတွေအချူရည်တွေအရက်အာဂျုံနဲ့လှုပ်ထားမြမုတ်တွေအစုံလုံးအပြင်းသွားရင်အချူမုတ်မစားဘူးဒုတိယအဆင့်ကဂျုံနဲ့လှုပ်ထားတာအကုန်လုံးကို အပြင်သွားသွားအိမ်မှာဘယ်မှမစားတော့ဘူးအချို့မုံလည်းအိမ်မှာရောအပြင်မှာရောဒုတိယအဆင့်နေနဲ့ဖြတ်လိုက်မယ်တတိယအဆင့်နေနဲ့ကြတော့ဒီမှာမှာကောင်းငင်းလို့ထမင်းလို့အရာတွေပါအကုန်လုံးရက်လိုက်ဒါကတော့လူတွေအတွက်သိမ့်မလွယ်ဘူးဒါလှုပ်ချင်ရင်တော့ကျွန်တော်ဘလို့လှုပ်လို့ရလဲနောက်ပိုင်းကျွန်တော်လှုပ်တဲ့နည်းကိုကျွန်တော်ပြောပြပေးမယ်အဲ့ဒါတကယ်တမ်းသိတော့လည်းမလို့သိရေးမပါဘူးအဓိကက ဒီအချိုတွေမုတ်တွေကို လုံးဝမစားတော့ပဲတစ်လောက်တစ်ရက်လောက်စားလိုက်တာနဲ့ဒီ insulin resistant ဖြစ်နေတဲ့ပြဿနာကကျသွားမယ်။ဒါလူတိုင်းလုံးသိနေကျန်းမာရေးမကောင်းတဲ့လူတွေကတော့ပို့ပို့ပြီးတော့လုံးသိနေ။ဒါကြောင့်ဒီနေ့ပြောတာတွေကိုပြန်ပြီးတော့ကျွန်တော်အချင်းချုပ်ပြီးပြန်ပြောပေးမယ်။ညင်းချုပ်ပြန်ပြောပေးမယ်ဆိုတော့ဘယ်ကနေစမလဲဆိုရင်ပြီးခဲ့တဲ့ဗီဒီယိုဒီ sign လမ်းကြောင်းကတ် ပြီးခဲ့ဗီဒီယိုမှာပါတယ် gut ထဲမှာအစာရင်လမ်းကြောင်းထဲမှာကောင်းတဲ့ bacteria လေးတွေရှိတယ်ဒီကောင်းတဲ့ bacteria လေးတွေကကောင်းတဲ့ hormone တွေထုတ်ပေးတယ်သူတို့မရှိရင်သူတို့တွေကမောက်ကောက်ဖြစ်သွားရင် hormone တွေ imbalance ဖြစ်မယ် hormone တွေ imbalance ဖြစ်ပြီးတော့ကျန်းမာရေးထိခိုက်မယ်အဲ့ဒီအပြင်ကိုဒီဥလမ်းကြောင်းဒီ gut နဲ့ဒီအစာချေလမ်းကြောင်းနဲ့အုံနောက်နယ်က vagus nerve ဆက်ထားတယ်စင်နယ်တွေအပြန်လန်ပို့တယ် ။ဦးလိုင်းကျောင်းမှာအဆင်မပြေဒီဦးလိုင်းကျောင်းကကောင်းတဲ့ဘက်တီးရီးယားတွေမရှိတော့ဘူး။ဒါမှမဟုတ်အဆင်မပြေတော့ဖြစ်နေရင် signal တွေမကောင်းတာတွေအုံနောက်ကိုရောက်ပြီးတော့အုံနောက်ကလူအတွက်လိုအပ်တဲ့ဟော်မုန်းထုတ်တာတွေကမောက်ကမဖြစ်တဲ့ကမောက်ကမဖြစ်ပြီးတော့ကျမကြီးထိခိုက်မယ်။ဟော်မုန်း imbalance ဖြစ်ပြီးတော့ကျမကြီးတွေစပြီးထိခိုက်မယ်။အဲ့ဒီအပြင်ကိုဒီ gut ထဲကဒီ bacteria တွေပုံမှန်မရှိတော့ရင်မဖြစ်မလဲဆိုတော့ ဒီဥလန်းချောင်းထဲမှာအစာအိမ်ဥသေးရောဥမာရောအဲ့ထဲမှာဥနယံနေရရှိတဲ့ cell တွေကရောင်ရမ်းတာ inflammation ဖြစ်မယ်အဲ့ရောင်ရမ်းတာတွေဖြစ်ရင်ဒါ inflammation တွေဖြစ်ပြီးတော့လူကကျန်းမာရေးပိုပြီးဆိုးမယ်ဒါတစ်ပိုင်းအခု inflammation တွေဖြစ်တဲ့အကြောင်းကိုကျွန်တော်ဆက်ပြီးလေ့လာလိုက်တော့ဒီနေ့ပြောသွားတာက insulin resistance နဲ့ဒီ inflammation နဲ့အကြောင်း အင်ဆူလင်ရီစစ်စံကကျွန်တော်တို့ကြားစားတာများမယ်ပြီးတော့ဂျုံနေမုတ်တီဒီရှောင်မုတ်ကျွန်တော်ပြောသွားတဲ့ဟာတွေကိုစားတာများရင်တွေးရဲမှာကြားတက်အမြင့်မယ်အချိုတက်တွေတစ်ချိန်လုံးမြင့်မယ်အချိုတက်တွေမြင့်နေတော့အဲ့ဒါကိုထိမ့်မှုအင်ဆူလင်ကတစ်ချိန်လုံးထွက်မယ်အင်ဆူလင်ထွက်တာနဲ့ကြာလာလို့ရှိရင် growth hormone တွေပါတယ်တခြား hormone တွေ suppress insulin suppress လို့ရ hormone တွေကအလုံးမလုပ်တော့ဘူးပြီးတော့ခန္ဓာကိုယ်မှာရှိတဲ့ fat ကိုလည်း burn မလုပ်တော့ဘူးတစ်ချိန်လုံးဒီ သွေးထဲမှာရှိနေတဲ့ဒီတကြားဓာတ်ကိုကုန်မှုအတွက်ပဲတစ်ချိန်လုံး insulin လုံးမယ်အဲ့တော့အဲ့လိုလုံရင်းနဲ့ဒါတကြားဓာတ်ကိုလျှော့ချတယ်မနိုင်လာတဲ့အချိန်မှာဘာဘာဆက်လုပ်လဲဆိုတော့အဲ့သွေးထဲရတကြားဓာတ်တွေကို fat အဖြစ်ခန္ဓာကိုယ်ထဲရ fat အဖြစ်သိမ့်မယ်အဲ့ဒီမှာလူကပို့ပြီးတော့ဝလာမှာဝိတ်မကျတဲ့အပြင်လူကပို့ပို့ပြီးတော့ဝလာတယ် insulin resistant ဖြစ်နေလို့ဝိတ်ကြဖို့လွယ်နေတဲ့လူတွေက insulin resistant မဖြစ်လို့ဝိတ်ကြဖို့လွယ်တာဒီစိတ်ငန်လေးတူတူလောက်တာတော့အဲ့ဒီဟာကွာကြတာကွာသွားတာ ဲ့တော့ဒါ insulin resistance insulin resistance ဖြစ်တဲ့ cell တွေကအဟာရလုံလောက်မရဘူးအရှိန်ပြောတော့တို့ကြောင့်ကအဟာရလုံလောက်မရဘူးအဟာရလုံလောက်မရတဲ့အတွက်သူတို့ကရောင်ရမ်းလာမယ် inflammation တွေဖြစ်လာမယ် inflammation ဖြစ်လာရင် inflammation ဖြစ်တာကိုတတ်တာစီကို cortisol တွေကို ထုတ်တယ်ဒါပေမဲ့ cortisol တွေကတစ်ချိန်လုံးများနေဘလို့ဒီမှာတစ်ချိန်လုံးများလို့ဆိုရင် inflammation ဖြစ်လို့ cortisol တွေကတစ်ချိန်လုံးထုတ်တာအပြင်ကိုလူကအပြင်အကိစ္စအနေနဲ့ stress တွေနဲ့ နေတတူကနေတိုင်းသွားလန်တဲ့အချိန်မှာဆွတ်စီဖြစ်မဲ့ဒေါသကြီးဖြစ်မဲ့အဲ့လိုမျိုးဖြစ်မဲ့အဲ့လိုမျိုးဖြစ်တဲ့အချိန်မှာထွက်တဲ့ cortisol ပုံများတယ်ဒီ inflammation ဖြစ်တာကိုထိမို့ cortisol level ထက် ဒီဒေါသထွက်တဲ့အချိန်မှာဖြစ်တဲ့ကော်တီဇောကပိုများတယ်။အဲ့လိုကော်တီဇောတွေကတစ်ချိန်လုံးဂလူကဒေါသဖြစ်နေကော်တီဇောတွေတစ်ချိန်လုံးထွက်နေတယ်ဆိုရင် level ကြီးကမြင့်နေတယ်ဆိုရင် cell တွေကဘာလုပ်လဲဆိုတော့ဒါ level အရန်တစ်ချိန်လုံးကော်တီဇော level မြင့်နေတယ်။အဲ့တော့ကော်တီဇောလက်ခံတဲ့ receptor လေးကို downgrade လုပ်မယ် short ချလိုက်မယ်။အရန်မပြင့်အောင်လို့ short ချလိုက်မယ်ဆိုတဲ့သဘော။ကော်တီဇောရဲ့ effect အရန်မပြင့်အောင်လို့ short ချလိုက်တယ်။ဒါပေမဲ့အဲ့လို short ချလိုက်တဲ့အတွက် ကော်တီဆိုရဲ့ effect က cell ပေါ်မှာယော့သွားပြီးတော့ inflammation ကြတာတွေယော့သွားပြီးတော့တစ်ချိန်လုံး inflammation เนี่ยဖြစ်လာ inflammation တွေဖြစ်ရင် inflammation က silent killer inflammation ကတခြားယောဂါတွေဖြစ်မယ်။အုံနောက်တဲကဖြစ်တဲ့ brain disease တွေအကုန်လုံးနှီးပါးက inflammation ကြောင့်ဖြစ်တာ inflammation ကလည်းအုံနောက်မှာ brain မှာ insulin resistance ဖြစ်လို့ဖြစ်တာ။ပြီးခဲ့တဲ့ကဒီ assign line အကြောင်းအကြောင်းပြောသွားတဲ့အထက်မှာပြောသွားတာနောက်တစ်ခုက blood brain barrier လိုက်ပိန်ပေရီယာဆိုတော့အုံနောက်ထဲမှာသွေးကြောလေးတွေရှိတယ်အဲ့သွေးကြောလေးတွေထဲမှာသွေးတွေစီးဆင်းနေအဲ့သွေးတွေထဲမှာပါနေတဲ့ပစ္စည်းတွေကအုံနောက်ထဲကိုစိတ်ဝင်သား blood brain barrier ခံထားတာအဲအကြောင် blood brain barrier လို့ခေါ်တာအဲ့တော့ gut ထဲမှာထုတ်တဲ့ hormone တွေကအုံနောက်ထဲကိုမရောက်ဘူးဘာလို့လဲဆိုတော့ blood brain barrier ကြောင့်အုံနောက်ထဲမရောက်တာဒါပေမဲ့ gut ထဲမှာထုတ်တဲ့ hormone တွေ vagus နားက signal ပေးပြီးအုံနောက်မှာလည်းအဲ့လို hormone တွေထွက်အောင် လုပ်ပေးတာဒါပေမဲ့အုံနောက်ထဲမှာ inflammation ဖြစ်ပြီး cell တွေက insulin resistance ရောက်မဲ့ဖြစ်ဖြစ်တခြား inflammation ဖြစ်စေကိစ္စတွေရှိသေးတယ်။အဲဒီကိစ္စတွေကြောင့် inflammation ဖြစ်ပြီးဆိုလို့ရှိရင်ဒီ blood brain barrier မခိုင်တော့အဲ့လိုမခိုင်တာနဲ့တွေးတဲ့က hormone တွေအပြင်ကို toxin တွေအုံနောက်ထဲကိုမရောက်တဲ့ဓာတ်တွေရောက်သွားမယ်။ bacteria တွေထုတ်တဲ့ biotoxin တွေစတာတွေကအုံနောက်ထဲကိုစိတ်ဝင်သွားမယ်။နင်း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 ဖြည်းဖြည်းချင်းစီစိတ်ဝင်တာကနေဒါ brain disease တွေဖြစ်လာအဲအကြောင်းတွေဆိုတော့နောက်ဗီဒီယိုကသေစိတ်ရှင်းပြပေးမယ်ဒါကတော့တူချုပ် insulin resistant မဖြစ်အောင်နော်စားတော့တွေရှောင်ရမယ်လောကမစားသင့်တဲ့ဟာတွေကတော့ကျွန်တော် level 1မှာပြောထားတဲ့အချိုတွေမုတ်တွေအချိုရည်တွေ ကျွန်တော်ပြောချင်တာကဒီအရိုရှောင်းရတာလွယ်တယ်လို့ပြောချင်တာမဟုတ်ပါဘူးကျွန်တော်ဆိုလည်းဒါအရန်ကြိုက်ပါတယ်ဒါကိုကာကိုလာလို့အရန်ကြိုက်ပါတယ်ဒါပေမဲ့ကျွန်တော်ပြောတဲ့နီလေးတိုင်းစနစ်တရားလေးရှောင်းသွားလိုက်တော့အဆင်ပြေသွားတယ်အဲ့ဒီတော့တစ်လားတစ်ခါတစ်လားတစ်ခါအရန်များတယ်တစ်လားတစ်ခါအရန်များတယ်ဆိုရင်ကျွန်တော်မိသားစုကအခုနီးတွေ့ထားတာကဒါလုံးနေရကြပါပြီတစ်လားတစ်ခါမဟုတ်ဘဲနဲ့နောက်ဗီဒီယိုမှာတစ်ပတ်တစ်ခါလောက်အထိကိုဒီအရလေးတွေကိုဒီမစားတင်တာလေးတွေကို စားကျင်တယ်ဆိုရင်စားလို့ရလောက်တဲ့နည်းရှိတယ်အဲ့ဒါနောက်ဗီဒီယိုမှာကျွန်တော်ပြောပြပေးမယ်အခုဒီနေ့ပြောပြသွားတဲ့ကျွန်တော်ရဲ့ health tips တွေကိုအသုံးပြုပြီးတော့အားလုံးအသိပေးကြပါသလိုဆုတောင်းပေးပါတယ်အားလုံးကျေးဇူးတင်ပါတယ်